ပါသွေးသားဆက်ဖို့ထက်မြတ်တာဆက်ဖို့ကပိုးပြီးတော့အရေးကြီးတယ်ဘုရားကအဲ့လိုပဲမြင်မိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တချို့သွေးသားရင်ညီကောင်မောင်နှမတွေမိသားစုတွေကြားမှာဒုနဲ့တူမြတ်တာမထားနိုင်တဲ့အခါကျတော့ မြတ်တာမဆက်နိုင်ကြတဲ့အတွက်ကြောင့်အမွေခွဲရင်နဲ့ဘာနာမသွေးရင်သားရင်တွေအချင်းချင်းပြန်ပြီးတက်ကြဖြတ်ကြတာတို့ဇံဖြစ်ကြတာတို့ပြောင်းတဲ့ရောက်တက်တလို့မခေါ်နိုင်မပြောနိုင်တဲ့အထိဖြစ်ကြတာတို့ဒါမျိုးတွေရှိတာဟာအဓိကကမြတ်တာမဆက်နိုင်လို့ပဲအဲ့ဒါကြတော့သွေးသားဆက်ဖို့ထက်မြတ်တာဆက်ဖို့ကပိုးပြီးတော့အရေးကြီးတယ် တချို့ဆိုလို့ရှိရင်ဥစဉ်တော့အမျိုးလည်းမတော်ဘူးတခါမှမြင်မှုတာလည်းမဟုတ်ဘူးအကြောင်းအကြောင်းအကြောင်းတွေ့ကြဆုံကြရတဲ့အခါအရင်ကမတွေ့ဘူးမမြင်ဘူးပဲမဲ့တယောက်ကျိုးစီပါတယောက်လိုလားတယ်တယောက်စိတ်ချမ်းသာမှုတယောက်ကလိုလားတယ်တယောက်စိတ်ဆင်းရဲမဲ့စကားမျိုးတယောက်ကမပြောဘူး တယောက်ဒုက္ခရောက်မဲ့အကြောင်းကိုတယောက်ကမလောက်ဘူးသူစိတ်ချမ်းသာအောင်ကိုချမ်းသာအောင်သူ့ငါဘာကူညီပေးရမလဲသူ့အတွက်ငါဘာလုပ်ပေးနိုင်သလဲညီကောင်မနမဆင်းရတဲ့အတိုင်းပဲအမအတွက်ငါဘာလုပ်ပေးနိုင်သလဲငါအကူအတွက်ဘာလုပ်ပေးနိုင်သလဲအကြည့်တွေကလည်းပဲငါမောင်လေးညီမလေးတွေအတွက်ငါဘာလုပ်ပေးနိုင်သလဲ အဲ့လိုပေါ့နော်အချင်းချင်းတွေ့တာဆက်ပြီးဖြစ်စေမဆက်ပြီးဖြစ်စေမေတ္တာထားကြတဲ့အခါမေတ္တာထားနိုင်တဲ့အခါတွေ့တာနိစ္စတဲ့ပုဂ္ဂိုလ်တွေမိသားစုဆိုရဆိုရင်လည်းမေတ္တာဆက်တဲ့မိသားစုတွေဆိုရင်တိတ်ကို ပြောစရာကောင်းတယ်ကြာနေတယောက်တောင်းတောင်းပြဿနာတော့တယ်လဲစိတ်ဆိုးတာတို့ကြံဖြစ်တာတို့ဒါမျိုးမရှိတော့တွေ့တာပင်မဆက်တော့လည်းပဲအချို့မေတ္တာထားနိုင်ကြတဲ့အတွက်ကြောင့်မို့လို့လုပ်ငန်းတစ်ခုနေရာဌာနတစ်ခုမှာပြောပြောရှင်းရှင်းတူတူက အလုံးလုံးနိုင်ကြတာနေနိုင်ကြတာလဲမဖတ်ပြီးပေါင်းနေနိုင်ကြတာကိုတွေ့မြင်နိုင်လိမ့်မယ်နော်အဲ့ဒါကြတော့လောကမှာဥစဉ်တော့ဥရိတာစပ်ဖို့ထက်မေတ္တာစပ်ဖို့ပို့ပြီးတော့အရေးကြီးတယ်မေတ္တာစပ်နိုင်အောင်ကြိုးစားကြဖို့ပို့ပြီးတော့အရေးကြီးတယ်လို့ဥစဉ်ကတော့ဒီလိုမြင်မိပါတယ်အားလုံးပဲမေတ္တာစပ်နိုင်အောင်ကြိုးစားနိုင်ကြပါစေပေါ့